မင်္ဂလာပါဒီနေ့ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ထက်ကမြန်မာဆိုင်တွေတစုတဝဲတဲ့စီးတဲ့နေရာကိုတော်ကြည့်မှာဖြစ်ပါတယ်နေရာကတော့ဒီကိုတာရယာဂုံတိုင်းရဲ့အနောက်ဘက်မှာဖြစ်တဲ့ပါစကာဘဲစီလာလာယထာဘဲစီလာလာပါစာစနေဘူတာမှာစီမီတော့နမနီလောက်လက်လျှောက်လာရုံနဲ့ရောက်ရှိမှာဖြစ်ပါတယ်မလေးရှားမှာကွာလာလမ်ပူးကိုမြောက်ဖြစ်တဲ့မိတ်ဆွေတွေ ကောလာလမ်ပူကိုအလေလာရှင်နေတဲ့သူတွေကောလာလမ်ပူမှာမြန်မာစံတွေရှိတဲ့နေရာကိုမသိသေးတဲ့မိတ်ဆွေတွေရဲ့ကဲကျွန်တော်တို့ဖြည့်ကြမယ် တော်ရာဂုံတရဲ့ဘေးတစ်တေးကနေဘေးလက်တစ်တေးကနေဝင်လာမယ်ဆိုရင်ကိုချစ်တဲ့တဲ့မှာဇနီးရဲဆိုင်ကတော့မြန်မာဆိုင် တိတ်တိတ်ဝင်ပြီးဖြစ်ပါတယ်ကျွန်တော်တို့ AD ကနေညာဖက်ကိုရှိုးလိုက်မယ်ဆိုရင် AD land ဈေးမှာမြန်မာဆိုင်တွေအများကြီးအများကြီးရှိပါတယ်ဒီကျွန်တော်တို့ဆက်တော့လိုက်ကြရအောင် တော်တော့ခုဒီရှေ့တည်းမှာမြင်ရတဲ့ဆိုင်ကတော့ရှုကဘာဖြစ်ပါတယ်ရှုကဘာတော့အပေါ်ကိုတရမှာဖြစ်ပါတယ်အဲရှုကဘာရဲ့ဘေးမှာဆိုရင်နှလုံးလားပရာဟိတာအတင်ရှိပါတယ်ပြီးတော့သူရဲ့ရှေ့တည်းမှာဆိုရင်မြန်မာဆန်တွေက အများကြီးရှိပါတယ် ရှိတဲ့တဲ့မှာဆိုရင်မြန်မာစံတွေကအများကြီးပါပဲဒီလက်တစ်ချောင်းလုံးကအကုန်လုံးမြန်မာစံတွေဖြစ်ပါတယ်ဒီမှာဆိုရင်စကောမိုးရှီရီမိုးတီဒါအောင်တန်ဒါကြီးစသဖြင့်ဒီမှာတော့နာမည်မျိုးစုံနဲ့မြန်မာစံတွေအများကြီးရှိပါတယ်ဗျမြန်မာကွန်ပျူတာတွေကိုဒီနေရာမှာတနေရာတွေမှာဝယ်ယူရရှိနိုင်ပါတယ်ဒီမှာဆိုရင်ဒီချွမြန်မာဆိုရင်လည်းဒီအပူရဲတွေရောအသားငါးတွေရောအကုန်လုံးကိုပြည်ယူရရှိနိုင်မှာဖြစ်ပါတယ် မြန်မာအစားအစာကိုလွှဲနေတဲ့လူတွေအတွက်တော်တော်လေးပေါ့အဆင်ပြေပါတယ်ဒါတော့ကျွန်တော်ဒီကနေတည်တည်16လမ်းမယ်ဆိုရင်ကျွန်တော်တို့ဒီကာဂေကိုတော့ကွတာရာယာကာဂေပေါ့အဲဒီကာဂေဒီကအခဲတယ်မှာဆိုရင်မြန်မာဆိုင်တဲ့အများကြီးဆိုပါတယ်လေဒီနေရာတွေကိုညှပ်ခဲ့ဆိုရင်ဒီလိုဘားတွေကလေးတွေခင်လာပါလေဒီပချင်းဆူမလားကာရာအိုကေဆူမလားအာဘားထိုင်မလား င်္ဂလာပေါမလာမြူမလာကမလာဒီနေရာမှာအကုန်လုံးရပါတယ်ဗျလူတွေတိုက်ပေါ့နော်ဒီမှာဆိုရင်ဒီလိုပေါ်ပီတိုဒကိန်းတို့ဒီလိုဟာဘားလိုက်တို့စတဲ့အာဘားကလေးတို့ပေါ့နော်အဲ့လိုနေရာတွေလေဒီမှာအများကြီးရှိပါတယ် ဒါဆိုရင်တကင်းပါဒါကချွေးနေဒီဇိုင်းဒီနေရာတော့ဒီကိုလူစီကရနေရပါဒီမှာနေနေတဲ့ပက်တဲ့ဒီလိုအသုံးဆောင်လေးဆေးဝါးတဲ့အာကွန်ဆီလေးစားရတဲ့အကုန်လုံးကိုဒီလိုမြန်မာဆိုင်တွေစီးတဲ့အတွက်ဝေးရတာတော်တော်လေးကိုအဆင်ပြေပါတယ် တန်ရဲ့ခိုဖက်ချက်မှာဆိုရင်ဒီမိုင်တန်ကွန်တာရဲ့ဘေးဖက်ပေါ့နော်အေးဖက်မှာဆိုရင်ဇေယဆန်ရှိပါတယ်ဟုတ်ပါပြီဒါတော့ဒီမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ထဲကမြန်မာဆိုင်တွေရှိတဲ့နေရာကို လိုက်ပြန်ထားတာဖြစ်ပါတယ်။ကြေမရောက်ဘူးသေးတဲ့မိတ်ဆွေတွေအလေးလားရှင်နဲ့ဒီရင်အကြံတော်လေးကိုသင်ပြနေလို့ပြောနေပါတယ်။ကျွန်내အတူနောက်ဗီဒီယိုတွေမှာကြည့်ကြမယ်နော်။ Goodbye ။